ဦးနိုင်ကတော့ထိန်းခုတ်သမားတယောက်ပဲဖြစ်ပါတယ်။သူကထိန်းခုတ်သွားနေခဲ့ပါတယ်။အဲ့ဒီချိန်မှာသူ့ရဲ့ချောင်းနဲ့အရွယ်သမီးလေးကလည်းသူ့နောက်ကနေလိုက်လာခဲ့တယ်။ဦးနိုင်ကတော့ထိန်းထွေခုန်နေခဲ့ပါတယ်။သမီးလေးနီနီကတော့တော်ရဲမှလည်းပန်နေခဲ့တယ်။ဒီအချိန်မှာအကောင်တကောင်လဲစားနေရကိုတွေ့ခဲ့ရတယ်။သူကအနာတရဖြစ်နေခဲ့တယ်။ဒီအကောင်လေးကအရန်ကျစ်စရာကောင်းတာပဲ။ဒါပေမဲ့ဒီလောက်ထိဒဏ်ရာရဘလို့များရသွားလဲမသိဘူး။ဖေဖေရဲ့ဖေဖေဒီမာလာကြည့်ပါအောင်။မဖြစ်တာတော့သမီးရဲ့ အစဉ်ပြေရလားအမိဘာမှမဖြစ်ပါဘူးအဖေရေဒါပေမဲ့ဟိုမှာကြီးလိုက်ပါအောင်ဟဲဒါကဝုံဝုံကလေးပဲကအနာတရားတွေရနေတာကြည့်ရတာတရားရောက်ကသူ့ကိုကြိုက်ထားတာနဲ့တူတယ်သူ့ဒီတိုင်းပဲထားထားရင်သူတေသွားလိုက်အောင်မယ်သူ့ကိုငါတို့နဲ့တူတူအိမ်ခေါ်သွားလိုက်မယ်ပြီးရင်ဈေးကုပေးလိုက်မယ်သူနဲ့ဝုံဝုံကလေးကိုသူတို့ကအိမ်ကိုခေါ်လာခဲ့တယ်အဲ့ဒီဝုံဝုံကလေးကိုမြင်ပြီးတော့မှ ဦးနိုင်ရဲ့မိမကလန့်သွားခဲ့တယ်။ဒါပေမဲ့ပြီးတဲ့အခါမှာအနာရီပေါ်မှာစိတ်လိမ့်ပြီးခဲ့တယ်။အဲဒီနောက်မှာအရီဝမုံကလေးကိုသူတို့နဲ့တူတူပဲထားခဲ့ပါတယ်။သူတို့ကအရီဝမုံရဲ့နာမည်ကိုဒုကဒုကဆိုပြီးတော့မှထားလိုက်ပါတယ်။ခုချိန်မှာတနေကုန်လုံးနီနီကသူနဲ့ပဲတူတူဆော့ခဲ့တယ်။နီနီကတော့ဦးနိုင်ရဲ့တဝတီတော်သမီးလေးပဲဖြစ်ပါတယ်။သူကတယောက်တည်းပဲဆိုရယ်။ဒါပေမဲ့ဒုကဒုရောက်လာတာနဲ့ပဲအထွတ်အဖော်ရပြီးတော့အယံပြောနေခဲ့တယ်။လူနဲ့အချိန်ကြီးကောင်းဆောင်ခဲ့တယ်။အညံဒီမှာ တော်ရီကနေအင်ကိုပြန်လာတဲ့အခါမှာပဲယုတ်တရက်လေးဖြတ်သွားခဲ့တယ်။အဲဒီနောက်မှာသူကအဲ့ရရဲပေါ့မှာပဲလဲနေခဲ့တော့တယ်။ဒါကြောင့်စားဖို့တားဖို့ရှာမဲသူမရှိတော့ပါဘူး။အခုတော့ဘလို့လုပ်ကြမလဲ။အိမ်မှာစားဖို့တားဖို့လည်းဘာမှမရှိတော့ဘူး။နည်းနည်းကြာလို့ရှိရင်အိမ်မှာရှိရရရှင်နေတဲ့အကောင်လုံးပုံသွားတော့မှာ။ဒါဆိုရင်ကျမတို့ငတ်ပြီးတရားတော့မှာပဲ။ဒုက္ဒုစားဖို့အတွက်လည်းဘာမှမရှိဘူး။ဒါကိုကြားပြီးတော့သူတို့သုံးယောက်လုံးကမျက်ရည်တွေဝဲပြီးတော့ငိုခဲ့တယ်။အိမ်မှာရက်နေတဲ့ဒုက္ဒုကလည်းမျက်ရည်တွေဝဲလာခဲ့တာပေါ့။ နစ်စိမ့်မညစ်နဲ့နော်။ငါအလောက်တစ်ခုမဟုတ်တစ်ခုရှာပြီးတော့မှနေတို့ရိအားလုံးစားဖို့တောက်ဖို့အတွက်ရအောင်လုပ်ပေးမယ်။ဒါပေမဲ့လေအလုံးဆိုတော့ငါဘာအလုံးလုပ်ရမှာတော့။ငါဘာအလုံးမှလည်းမလုပ်တတ်ဘူး။ကျမအလုံးလေးသွားရှာပြီးလာခဲ့မယ်နော်။ဒီနေ့ဒီမှာနေပြီးတော့အဖေကိုဂယူးဆိုင်နဲ့နော်။ဒီလိုနဲ့မိုးကတော့အလုံးသွားရှာခဲ့တယ်။ဒီကောင်လုံလိုက်ရှာရအောင်မှအလုံးတနည်းအောင်မှမတွေ့ခဲ့ပါဘူး။အကြောင်းစိတ်ညစ်ပြီးတော့မှပင်တမယောက်မှထိုင်နေခဲ့တယ်။အခုတော့ဘယ်လိုလုပ်ကြမှာတော့။အေးအောင်ဝမ်းစားဘယ်လိုရှာဖွေကြတော့မှာတော့။ အလုံးနဲ့သူကထိုင်ပြီးငိုနေခဲ့တယ်။သူငိုနေတာကိုကြည့်ပြီးတော့မှအတူတူကသူ့အရှိမကပြခဲ့တယ်။တူတူမြေဒါဘာလုံးနေရတော့ငါကဒီမှာအရန်စိမ့်ညစ်နေတာကိုနေရာကနေရပေါ့လေ။အမေတူတူရဲ့အုံနောက်ထဲမှာတော့တခြားဟာကိုနေခဲ့တယ်။သူကဇက်တိုက်ကနေခဲ့ပါတယ်။သူရဲ့အခကိုကြည့်ပြီးတော့မှထိုနေရာမှာသွာလာနေတဲ့လူတွေကကောက်တီးခဲ့ကြတယ်။ပြီးတော့မမိုးရဲ့လက်ထဲမှာပတ်စံနေပြီးခဲ့ကြတယ်။သူနဲ့မမိုးမှာပတ်စံနေအများကြီးရခဲ့တယ်။အခကိုကြည့်ပြီးတော့မှမိုးကအရန်ပြော့သွားတယ်။နင်အရန်ကိုတော်တာပဲတူတူဖြစ် ူအုံနောက်တောင်အလုံးမလုံးလိုက်တာကိုနေကလှုပ်ပြလိုက်တာပဲရမ်းတော်တယ်အခုတော့နေကရင်ကရင်နဲ့မောနေပြီမလားအိုက်လဲစာနေမှာပေါ့ဒီနေ့နင်ကြိုက်တဲ့ဟာကိုကျွေးမယ်နော်ပြောနေပါကြိုက်လေအိမ်နာမှာပဲအိမ်ကြီးချင်းတယောက်ဖြစ်တဲ့မြင့်မြတ်ကတော့စမူစာလုပ်ပြီးတော့ရောင်းခဲ့ပါတယ်။ရဲ့စမူစာတွေမရောင်းရဘူးပုတ်သွားပြီဆိုလို့ရှိရင်သူကဒုက္ခဒုက္ခစားဖို့အတွက်ထားလိုက်တယ်။ဒါကိုဒုက္ခဒုက္ခကောင်းကောင်းလေးစားခဲ့တယ်။ ဒီလိုနဲ့သူကအဲ့ဒီစမူစာဆိုင်ဘက်ကိုလဲပြခဲ့တယ်။ဟုတ်ပြီ။နင်ကစမူစာစားကျင်တာမလား။လာငါဝယ်ကျွေးမယ်။ဒီလိုနဲ့သူကိုတပွဲလောက်စမူစာဝယ်ကျွေးလိုက်တယ်။အနေရဲ့ကြောင့်မှအင်ကလိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးအင်ကိုရောက်လာခဲ့တယ်။ဟာရီဘယ်ကနေယူလာလဲ။ပစံဘယ်ကနေရခဲ့တာရော။ဟာရီအားလုံးကကျမတို့ရဲ့တွတ်တွတ်ကြောင့်မလို့ဖြစ်ခဲ့တာ။သူကဈေးထဲမှာကပြခဲ့တာလေ။အဲ့ဒါနဲ့လူတွေကပြောပြီးသူ့ကိုမမိုးရီပေးကြတာ။ အားကြောင့်မလို့နေရိုးတွေကအရန်ကိုဒုက္ခတွေခံနေရတာပဲနော်ပြီးတော့ဒီတနာဆရာကောင်းတဲ့တရိစံလေးပါဒါရီခံနေရတယ်ဒါမဲ့နေရိုးသူ့ကိုဂယူးဆိုင်ထားနော်တတော်များလူတွေကသူ့ကိုကြည့်ပြီးကြောက်လဲကြောက်သွားနိုင်တယ်တော်ကြသူ့ကိုတခုခုလုံးပြစ်လိုက်မှကြောက်တယ်ရှင်ဘာမှစိတ်မပူပါနဲ့နော်ကျမကိုရိုင်းထဲသူ့ကိုကျမပို့ပြီးဂယူးဆိုင်ပါမယ်အခုတော့အားလုံးအတွက်ကျမတမတီချက်ပေးမယ်ကျမတို့ရဲ့ဒူဒူကအရန်ကိုတော်တာပဲနော် အခုချိန်မှာတော့မမိုးကတူတူကိုဈေးထဲမှာခေါ်သွားပြီးတော့မှအကရေပြပြီးတော့ပတ်စံရှာခဲ့တယ်။တခါလေးဆိုလို့ရှိရင်လေဦးမြင့်မြတ်ဆိုင်ကနေစမူစာတွေလည်းဝယ်ကြွေးခဲ့တယ်။ဒါပေမဲ့ဒီနေ့မှာတော့စမူစာတွေကိုမြင့်မြတ်ရဲ့အကူကနေမကောင်းဖြစ်သွားခဲ့တယ်။ဒါကြောင့်အကုန်ထားပြီးတော့မှသူ့ကိုရှီဟိုသွားခဲ့တယ်။ဒါကြောင့်အရင်ရောမှစမူစာရောင်းနေသူမရှိတော့ပါဘူး။ဒါကြောင့်တူတူကလည်းကြာလာပြီးစမူစာတွေမစားရိုက်မစားခဲ့ရပါဘူး။ဒါကြောင့်အစားလည်းကောင်းကောင်းမစားခဲ့ဘူး။ဒီနေ့မှဒီလိုပဲမစားဘဲနေလို့ရှိရင်နေနေမကောင်းဖြစ်သွားလိမ့်မယ်နော်။ အခုတော့ဒီချက်ပါတီပဲစနေအောင်ညနေကြလို့ရှိရင်စမူစာလုပ်ပေးမယ်တကယ်လားအမေအဆူအရန်ပြော့စရာကောင်းမှာပဲသမီးလဲစားမှာသမီးလဲကြိုက်တယ်မမရဲ့စကားကိုကြားပြီးတော့မှဒုက္ဒုကအရန်ကိုကခဲ့တယ်နှစ်ယောက်တည်းခါမှာမမကအားလုံးအတွက်စမူစာလုပ်ပြီးခဲ့တယ်သူလုပ်တဲ့စမူစာကကိုမြမြဲလုပ်တဲ့စမူစာထက်တောင်အစပေါင်းများများစွာကောင်းနေခဲ့တယ်ဒါကြောင့်အဲ့ဒီမှာသူကဘိုင်းဝါအောင်စမူစာတွေစားခဲ့တယ် ဖေဖေနဲ့အချိန်လေးကုန်ဆုံးခဲ့တယ်။တနေ့မှတူတူကရုတ်တရက်ပဲနေမကောင်းဖြစ်သွားခဲ့တယ်။အကြောင်းသူ့ကိုတိရစ္ဆာန်ဆရာဝန်နဲ့ပြခဲ့တယ်။အဲ့ဒီအချိန်ထီတော့နောက်ကျသွားခဲ့ပြီ။ဒါကြောင့်မလို့တူတူကအသက်မရှင်တော့ပါဘူး။ပိုးရီပြန့်နေနေပြီမလို့သူကအသက်မရှိတော့ဘူး။ဒါကိုကြားပြီးတော့မှသူတို့နေရာမခံမရနိုင်အောင်ဖြစ်သွားခဲ့တယ်။တူတူတည်ထုံသွားပြီးရဲ့နောက်ပိုင်းမှာတော့အိမ်မာက၆ကန့်နေခဲ့တယ်။တတိယဆန်တကောင်တည်သွားတယ်မတူ ငါရဲ့ตาအရင်တယောက်ဆုံးသွားတာနဲ့တူတယ်။လို့ပြောပြီးတော့မှအရန်ငုံငိုခဲ့ပါတယ်။ဒုက္ခဆုံးသွားပြီးတဲ့နောက်ပိုင်းမှာတော့ဦးနိုင်ကပို့ပြီးတော့တော့မှစိတ်ညစ်ခဲ့တယ်။ဒါကြောင့်သူကျမကြီးကလည်းပို့ပြီးတော့ဆုံးရခဲ့တယ်။ယောက်ျားကြီးအဲ့လိုမျိုးစိတ်ညစ်ပြီးငိုမနေပါနဲ့။ဒီလိုပဲစဉ်းစားပြီးငိုနေမယ်ဆိုရင်ကျမကြီးကိုထိခိုက်တော့မှလေ။ကျမတခုခုဖြစ်သွားရင်ကျမနဲ့ကျမသမီးလေးနှစ်ယောက်ထဲဘယ်လိုလုပ်ကြမှာရော။ကျမတို့လည်းဒုက္ခအချောင်းစဉ်းစားပြီးတော့မှငိုနေရဆိုလဲသူကျမတို့ကိုကြည့်ပြီးတော့သူကိုယ်တိုင်ပါစိတ်ညစ်သွားလိမ့်မယ်။ ကျမတို့သူ့ကိုစိတ်ဆင်းရဲစွာနဲ့ဘယ်လိုလိုကြည့်နိုင်မှာတော့သူကတော့သူ့ယောက်ျားကိုအားပေးနေခဲ့တယ်။တကယ်တော့သူမကိုယ်တိုင်လည်းအတွင်းထဲကနေယမ်းစိတ်ညစ်နေခဲ့တယ်။အင်ကိုဘယ်လိုမျိုးပြန်ပြီးတော့မှပြုထောင်ရမလဲဆိုတာကိုမသိနေခဲ့ဘူး။စားကားတော့ဒူတူကကပြရတဲ့အတွက်ကြောင့်ပတ်ဆံရသွားခဲ့တယ်။ဒါမဲ့ခုနောက်ပိုင်းမှာဘာလို့ရောက်မလဲဆိုတာကိုတော့မသိသေးခဲ့ဘူး။ဒီအချိန်မှာသူကစမုံစာပြေလို့ရမယ်ပြည်စီပြီပုံမှန်မျက်လုံးရောက်သွားခဲ့တယ်။ စမူစာကတုတ်တုတ်အရန်ကြိုက်တဲ့အရာဖြစ်တယ်။ဒီလောက်ပစ္စည်းတွေအများရောငါဘာလို့ရတော့မှာတော့ဒါပစ္စည်းသွားအောင်မေဂျင်ကတုတ်တုတ်ရှိတယ်ဆိုတော့ဒါရီအကောင်လုံးသူတယောက်တည်းစားလိုက်တယ်။ဒီပစ္စည်းတွေကဒီတိုင်းပဲဆက်ထားနေလို့ရှိရင်ပျက်စီးသွားနိုင်မယ်။အိမ်မှာတခြားဟင်းသီးဟင်းရွက်တွေလည်းမရှိဘူးဆိုတော့ဒါပဲလောက်လိုက်တော့မယ်။ဒီလိုနဲ့မမိုးကတော့စမူစာကြော်ပြီးခဲ့တယ်ပြီးတော့ယောက်ျားနဲ့သမီးကိုကြွေးခဲ့တယ်။အဲဒါကိုစားပြီးတော့သူတို့နှစ်ယောက်လုံးကမျက်ရည်တွေဝဲလာခဲ့တယ်။ ပြီးတော့နီနီကပြောတယ်အမေဒါကလေအရန်ကောင်းတာပဲအမေလက်ရကတိတ်ကိုကောင်းနေအမေဒါစမူစာဆိုင်ဖွင့်လိုက်လို့ရှိရင်တော့ဦးမြင့်မြတ်ထက်တောင်ပို့ပြီးတော့ပတ်စံနေရမှာအေးဟုတ်တယ်သူမယောင်းနောက်နဲ့နောက်ပိုင်းမှာဒီရွာမှာဘယ်သူမှလည်းစမူစာမယောင်းကြတော့ဘူးရှင်ပြောတာမှန်းနေအခုတော့ကျမစမူစာယောင်းပြီးတော့မှပဲပတ်စံရှာရတော့မယ်နေတူတယ်ကျမတို့ဒုက္တုရဲ့နာမည်လေးနဲ့ဆိုင်ကိုဖွင့်မှာနောက်နေ့ကနေစပြီးတော့မှအစင်သေးလောက်ခဲ့တယ်ပြီးတော့ဆိုင်လေးလည်းဖွင့်ခဲ့ပါတယ် ရတတော်ကြပြီးစမှုစားဆိုင်မဖွင့်တော့အခုစမှုစားဆိုင်ဖွင့်တာကိုမြင်ပြီးတော့ရွာသူရသားတွေကလည်းသူဆိုင်ကိုလာခဲ့ကြတယ်။စမှုစားတပွဲလောက်ပေးပါအောင်မစားရလဲတတော်ကြားနေပြီ။သူလည်းရစမှုစားကိုအားလုံးကအရန်ဆိုင်နဲ့တက်ခဲ့ကြတယ်။အခုချိန်မှာတဖြည်းဖြည်းနဲ့တခြားဈေးဝယ်တွေလည်းရောက်လာခဲ့ကြတယ်။မမူကလည်းပတ်စံနေအများကြီးရခဲ့တယ်။ရှင်နေငယ်အတွင်းမှာပဲသူရဲ့ဘဝကပြောင်းလဲသွားခဲ့ရပတ်စံဒီအများကြီးရတဲ့အတွက်ကြောင့်မလို့သူယောက်ျားကိုဈေးအောင်အကောင်ကြောင့်မှာ စေကုသပေးလိုက်ပါတယ်။ရန်နေငယ်ကြမှာသူယောက်ျားကလည်းကောင်းသွားခဲ့တယ်။အခုချိန်မှာယောက်ျားကလည်းသူနဲ့အတူတူစမှုစားလိုက်ရောင်းပေးတယ်။နည်းနည်းကြမှာသူတို့ကဆိုင်ဆိုင်ဝယ်ပြီးတော့မှရောင်းခဲ့တယ်။ဒီလိုနဲ့သူတို့နေရာပျော်ပျော်ရွှင်ရွှင်နဲ့ထိုင်သွားကြပါတော့တယ်။